ယနေ့မျိုးနယ်မှုဆိုတာမိမိရဲ့စွန်စားလိုစိတ်မိမိရဲ့ခံနိုင်ရင်ရှိမှုမိမိရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့လောက်ရတာဖြစ်ပါတယ်ဒီနေ့မှာယင်းဒီမြုံနှံမှုအကြောင်းကိုအမျိုးသမီးတွေအတွက်တိကျတဲ့အဖြေလေးတွေဖြစ်အောင်ပြပြပေးချင်ပါတယ်ပထမဦးဆုံးအနေနဲ့လက်တွေ့ဘဝမှာသင်ရတဲ့စီးပွားရေးကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုက ဘလောက်ထိစွန်စားခြင်းလဲကိုစွန်စားတဲ့ပုံမူတည်ပြီးတော့ကို risk ယူတဲ့ပုံမူတည်ပြီးတော့ရမယ့် income တွေကလည်း꽈လိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့လက်တွေ့ဘဝမှာဆိုလို့ရှိရင်ကိုဘလောက်ထိခံနိုင်ရရှိလဲဘလောက်ထိဒီအရာပေါ်မှာကိုစွန်စားလို့လဲဆိုတဲ့ပုံမူတည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်လို့ရပါတယ်နံပါတ်1ယင်းဒီမြုပ်နယ်မှုကတော့ store share ပဲဖြစ်ပါတယ်ဒီ store share ဆိုလို့ရှိရင်မြမပြီးမှာတိတ်ပြီးတော့လဲခက်မစားဘူးဒါပေမဲ့အခုနောက်ပိုင်းမှာအများကြီးလူငယ်တွေစိတ်ဝင်စားလာကြတယ် ကိုကဘလို့ store share တွေကိုဝယ်ရမလဲဆိုလို့ရှိရင် name ရှိပြီးသား brand ရှိပြီးသား company တွေကနေ store share တွေဝယ်လို့ရတယ်။အဲ့ဒီ store share တွေကနေဘလို့အကျိုးစအကျိုးကောင်းတာတွေရရှိနိုင်လဲဆိုလို့ရှိရင်ရေရှည်အတွက်ကောင်းတယ်။ရေရှည်မှာဈေးတက်နိုင်တာတွေကိုအတွက်အတိအပွင့်နေခန်းစားရနိုင်တယ်ပေါ့နော်။ဒါပေမဲ့မှတ်ထားရမှာတခုက store share ဆိုတာဈေးနှုန်းပြောင်းလဲရှိပါတယ်။ဒါကနံပါတ်1ရင်းနှီးပြုတ်နှံမှုပါရှင့်။အင်းနေရာကြတော့ mutual fund လို့ခေါ်တယ်ပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုပေါ့ဥပမာလုပ်ငန်းသေးစားလေးတွေပေါ်မှာရင်းနှီးမြှုပ်နှံမှုလောက်တာဖြစ်ဖြစ်အခွဲလိုက်ကနေကုမ္ပဏီအခွဲလိုက်ပေါ့နော်ကိုကလူ9ယောက်ဆိုရင်9ယောက်ဒီကုမ္ပဏီကလူဝေးရင်းနှီးမြှုပ်နှံမှု350လို့လို့ရှိရင်ကိုတရားဖက်350ရင်းတာမဟုတ်ဘဲနဲ့အခွဲတစ်ခွဲရနေပြီးတော့တရားကို10သိန်းဆိုပြီးအခွဲလိုက်လုပ်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတာ ူကကြတော့ဘလိုမျိုးကောင်းကျိုးတွေရှိလဲဆိုလို့ရှိရင်စီမံခန့်ခွဲမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ဆုံးရှုံးနိုင်ကြတော့လေကိုတယောက်တည်းမဟုတ်တဲ့အတွက်အများနဲ့ဆိုတဲ့အတွက်စဉ်းစားတွေးခေါ်နိုင်ကြတာလည်းအများတယ်ပေါ့နော်ဒါလေးတွေရှိပါတယ်ဒါကြောင့်နံပါတ်1ရင်းနှီးမြှုပ်နှံမှုကနံပါတ်3ရင်းနှီးမြှုပ်နှံမှုကြတော့ real asset တွေပေါ်မှာရင်းနှီးမြှုပ်နှံတာဥပမာအင်ချမ်မီတို့လိုရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လို့ရတာအဲ့လိုမျိုးကြတော့ ကိုယ့်ရဲ့ဝင်ငွေတွေတိုးပွားတယ်ပြီးလို့ရှိရင်ကွန်ဒိုတွေအိမ်တွေမြေကြီးတွေဟာနေဈေးတထားတွေရှိလာနိုင်တယ်ပြီးလို့ရှိရင်အငှားတွေအငှားတွေပေါ့နော်အိမ်ငှားတွေမြေကြီးမြေခွေအငှားတွေအဲ့ဒီကနေလည်းဝင်ငွေတွေတိုးနိုင်တယ်နောက်တစ်ခုဆုံးရှုံးနိုင်တဲ့ဆုံးရှုံးနိုင်ခြေကတော့ဘာတွေရှိလာလဲဆိုလို့ရှိရင်ဈေးကွက်ပြောင်းလဲတွေရှိလာနိုင်ပါတယ်ဒါလေးကတော့အနေရေပေါ့နော်ဒါနံပါတ်3ယနေ့မြောက်နေမှုပါရှင့် နံပါတ်၄ယင်းနှီးမြှုပ်နှံမှုကတော့စီးပွားရေးပဲဖြစ်ပါတယ်စီးပွားရေးကဆိုလို့ရှိရင်ဘလို့ယင်းနှီးမြှုပ်နှံမှုတွေလုံးကြလဲဆိုကိုယ့်ရဲ့ offline store online store ကနေရောင်းချလို့ရတဲ့ဟာတွေရောင်းတာ company တွေထောင်တာစာပစ်ပေးတာစသဖြင့်လုံးကြတဲ့အကျိုးဆက်အနေနဲ့ဘာတွေရရှိနိုင်လဲဆိုတော့ကိုယ့်ရဲ့ brand တစ်ခုတည်ဆောက်နိုင်တယ်ကိုယ့်ရဲ့ company တစ်ခုတည်ဆောက်နိုင်တယ်ပေါ့နော်ကိုကလည်းဝင်ငွေတွေဒီကနေလည်းရရှိနိုင်တယ်နောက်တစ်ချက်အနေနဲ့ကဘာလဲဆိုလို့ရှိရင်ဆိုဂျိုဆိုဂျိုကဘာရှိလဲဆိုတော့ ုယ့်ရဲ့အချိန်လေးလောအားတွေကိုရင်းနှီးမြှုပ်နှံရပါတယ်ဒီရင်းနှီးမြှုပ်နှံမှုကနောက်နံပါတ်5ချက်နံပါတ်5ကျတော့ခုကလေးတွေကြားမှာရေတန်းစားလာတယ်ပေါ့နော်လူကြီးတွေဆိုလို့ရှိရင်တိတ်ပြီးတော့ဖုန်းလိုကွန်ပျူတာလိုမတုံးတက်တဲ့လူဆိုရင်တော့ line မလုပ်စေချင်ဘူးပေါ့နော် currency တွေ bitcoin တွေပေါ့နော်စသဖြင့်အဲ့လိုမျိုး currency တွေပေါ်မှာရင်းနှီးမြှုပ်နှံတာရွှေတို့ဘာတို့လို့ပေါ့နော်ထွက်လောက်တာလို့လည်းပြောတယ် investment လောက်တာလို့လည်းပြောတယ်ဒီပေါ်တွေပုံမှန်လည်းရှင်းနှီးမြုံနှံလို့ရတယ်။တွားချတော့ အားသာချက်နေနဲ့ဘာရှိလဲဆိုလို့ရှိရင်လာတဲ့ return ကလည်းများလို့ကိုရှိရပေးရမယ်ဆုံးရှုံးနိုင်ကြလည်းများတယ်ပေါ့နော်တခုရှိတာကတခါတလေကြရင်ပေါ့နော်ကိုကိုယူနိုင်တဲ့ restaurant ဟောကိုဒီပြန်ရရမှာကျင့်ကြံလာပြီဆိုတော့ return ကအများကြီးกว่าအပြင်မှာထင်ထားတာတဲ့အပြင်မှာလုံနိုင်တာတဲ့အစတရာပိုလုံနိုင်တယ်ပေါ့နော်ဒီလုံကလူငယ်တွေနဲ့ပို့ပြီးတော့အဆင်ပြေတယ်နောက်ဆုံးယင်းနှမြို့နယ်မူကတော့မိမိကိုကိုယင်းနှမြို့နယ်နာပညာတွေတင်ကြတာပေါ့နော် ီချစ်ကနေဘာရနိုင်လဲဆိုတော့ကိုကဒီချစ်မြင့်တဲ့အနေထားဒီအနေထားကနေဒီချစ်မြင့်တဲ့အနေထားတစ်ခုကိုရောက်နိုင်တယ်ပို့ပြီးတော့ဝန်ထမ်းဆိုလို့ရှိရင်လည်းဝန်ထမ်းမွားကနေပို့ပြီးတော့ရာတို့မြင့်တဲ့ supervisor တို့ leader တို့ leader supervisor manager အစစ်စင်ရာတို့တွေတိုးနိုင်တယ်အဲ့ရှာတို့ကြောင့်တိုးနိုင်ပြီးတော့ဒါကတော့ကိုကိုရင်းနှီးမြှုပ်နှံတာအတွက်အကျိုးဆက်တွေပေါ့နော်ဟောဆိုးကျိုးတွေကဘာကြီးဖြစ်နိုင်လဲဆိုတော့ချင်းပေးရတယ်ငွေပေးရတယ်ပညာရင်းနှီးမြှုပ်နှံမှုကတော့ခုပြပြပေးတယ်6 6 6ချစ်ပေါ့နော်ဒီ6ချစ်ပေါ်မှာ ကိုဘယ်လိုຢာတွေပေါ်မှာယင်းနှိမ့်မြုံနေနေပြီလဲဘယ်လိုຢာတွေအတွက်ကိုယ့်ရဲ့ဝအင်ခန်းတွေကိုရှာနေပြီလဲဆိုတာကိုကိုကိုမေးလို့ရပါတယ်ပြီးလို့ရှိရင်လိုက်လုံးကြည့်လို့လည်းရပါတယ်ငါဘယ်လမ်းကြောင်းပေါ်မှာသွားခြင်းလဲဘယ်လိုပုံစံနဲ့သွားခြင်းလဲဆိုတဲ့ຢာတွေပေါ်မှာမူတည်ပြီးတော့သွားလို့ရတယ်ဒီပြိုလေးကိုကြည့်ပြတဲ့အတွက်အကောင်းဆုံးပါကိုကျေးဇူးတင်ပါတယ်။ညီလေးရဲ့ channel လေးကိုလည်း like and subscribe share လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြိုလေးတွေမှာပြင်မယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ Bye